နဲ့ဘာပြောပြမလဲပြောရင်ခေါင်းစည်းကသာသနာနဲ့သာသနာပြုသူများဗါတယ်လေအဲ့ဒီခေါင်းစည်းရဲ့အောက်မှာဘယ်နှချက်လောက်ဒုသူရောဇင်တို့ကိုဆွေးနွေးတင်ပြမလဲလို့ပြောရင်၈ချက်လောက်တင်ပြဘယ်နှချက်လောက်လဲ၈ချက်လောက်တဲ့နံပါတ်၁သာသနာသုတိမနံပါတ်၁ကဗါတယ်လေသာသနာဆိုတာဘာလဲဆိုတာကိုဦးဇင်းကတင်ပြမယ်ဆွေးနွေးမယ် နောက်တစ်ခုကနံပါတ်2ကြည့်ရင်သာသနာ3ရက်ပိဋကတ်3သွယ်တဲ့ဘာကြောင့်ပြောမလဲအေးသာသနာ3ရက်ဆိုတာဘာလဲပိဋကတ်3သွယ်ဆိုတာဘာလဲနောက်တစ်ခါအစ္ဆဒသာသနာနဲ့ဗဟိတသာသနာတဲ့ဘာသာသနာနဲ့ဘာသာသနာအေးနောက်တစ်ခုကလောကမှာသာသနာပြုဆိုင်းဘုတ်တွေကတော်တော်တက်ကြတယ်နော်သူကလည်းပဲသာသနာပြုဆိုတဲ့ဆိုင်းဘုတ် ကိုယ်ကလည်းသာသနာပြုဆိုတဲ့ဆိုင်ဘုတ်ဒီလိုတွေတက်ကြတယ်ကသာသနာပြုကြရဝဲဘလို့လုံးမှသာသနာပြုတာလဲဘလို့လုံးရင် သာသနာဖြတ်တာလဲဆိုတော့ဆွေးနွေးပေးမယ်နောက်တစ်ခုကနံပါတ်5ကြီးလက်ကမိဘမျိုးဘက်ကဆရာတဲ့ဗါတယ်လေအဲ့ဒါသာသနာကြီးရည်ရှိတည်ဖို့ဆိုရင်အဲ့ဒါတွေပြည့်စုံမှကြီးလက်ကမိဘလို့တဲ့မျိုးဘက်ကဗါတယ်လေ နောက်တခါတို့ရဲ့ဘုရားသာသနာတော်ကြီးကဘာတိပြန့်ညင်တယ်ဒါမှမဟုတ်ရင်လည်းပဲပြည်တွင်းမှာပြန့်ညင်ရင်ဘာလို့တလဲလို့ပြောရင်ပြည်တွင်းသာသနာပြုလုပ်ငန်းများသိဖို့လိုပါတယ်ဘာလို့လဲအဲ့ဒီရဲ့နောက်ကျတော့ဘာပြောပြမလဲလို့ပြောရင်ပြည်ပသာသနာပြုလုပ်ငန်းများတဲ့ဘာကြောင့်ပြောပြမလဲပြည်ပ နောက်နံပါတ်7ကျတော့ ICT နီးပညာဖြင့်သာသနာပြုခြင်းနဲ့ဗါတယ်လေအဲအဲ့ဒီအချက်လက်များကိုဒုသူတော်စင်များအားဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်နော်အဲ့ကျတော့ဒီအချက်လက်လေးကို မှတ်ပြီးတော့ကိုယ်ဘဝနဲ့ပြန်ပြီးတော့တိုင်းတာကြည့်ငါဘလောက်သိတယ်လဲငါဘုရားဘာသာလို့ခံယူထားတာငါဘလောက်သိတယ်လဲငါမသိတာတွေကဘာတွေကြံနေသေးတယ်လဲ ဘာတွေကိုငါဖြည့်ဆည်းနိုင်တယ်လေလို့ကိုကိုတိုင်စဉ်းစားလို့မရဘူးလားရတယ်အဲ့လိုဆိုတော့စပြီးတော့စဉ်းစားကြည့်အောင်ဖြစ်သာသနာဆိုဒီမှာတဲ့ဗါတယ်လေသာသနာဆိုဒီမှာသာသနာသာသနာနဲ့ပြောနေကြတဲ့ဇာကမရှိဘူးလားရှိတယ်သာသနာဆိုတာဘာလဲလို့ကိုကအရင်စဉ်းစားရနော်သာသနာသာသနာလို့ပြောတော့ မြန်မာလူပြန်ရင်သာသနာဆိုဒီမှာအဆုံးအမလို့အဓိပ္ပာယ်ရတယ်ဘလို့အဓိပ္ပာယ်ရသာသနာဆိုဒီမှာအဆုံးအမအဲကြတော့ရှေ့ကဗုဒ္ဓလေးထည့်လိုက်ဗုဒ္ဓနဲ့သာသနာတွဲလိုက်တော့ဘာဖြစ်ဗုဒ္ဓသာသနာဗုဒ္ဓကဖယားသာသနာကဗုဒ္ဓသာသနာဆိုတော့ဖယားဆုံးအမဘုဇုရဲ့ဆုံးအမ ဘုရားရဲ့အဆုံးအမတွေကိုဗုဒ္ဓသာသနာလို့ဒီလိုပြောကြတာဒီနန်းလေးမှာလည်းပဲနိုင်ငံသားတွေဆိုရင်တော့စစ်စစ်ပေါ့ပေါ့လိုက်ပြီးတော့မေးတာနော်ဗုဒ္ဓလို့ပြောလိုက်ရင်တို့ကဗုဒ္ဓဆိုရင်ဘာလဲဖရာဘာလဲဖရာဆိုနောက်ထပ်ဆက်ပြီးတော့လိုက်တယ်ဖရာဆိုတာဘာလဲဆိုရင်ဘယ်လိုပြောဖရာဆိုရင်ဖရာရဲ့မူရင်းပါဠိကဘယ်လိုရှိဗုဒ္ဓပါဠိတော်ကဘာလဲတော့ဗုဒ္ဓဗုဒ္ဓကိုပုတ်ခွဲကြည့်လိုက်လို့ရှိရင်ဘုဒ္ဓတ ဘာလဲတော့ဘုရားနဲ့တနဲ့ပြောကြည့်ပါဦးဘာလဲလဲဘုရားနဲ့တနဲ့ဘုရားကသိတယ်လို့အဓိပ္ပာယ်ရတာဘုရားကဘာလဲလဲတကပြီးလို့အဓိပ္ပာယ်ထွက်တယ်တကဘာလဲလဲအဲ့ကြတော့ဘုရားပြန်ပေါင်းလိုက်လို့ချင်းရဘလို့အဓိပ္ပာယ်ထွက်သွားသိပြီးတဲ့သူလို့အဓိပ္ပာယ်ထွက်သွားဘလို့ထွက်သွားလဲသိ တိပြည့်တဲ့သူလို့အဓိပ္ပာယ်ထွက်တဲ့အခါကျဒီလောက်လေးနေတယ်မရနော်တိပြည့်တဲ့သူဆိုလို့ရှိရင်ဘာကိုတိပြည့်တာလဲလို့နောက်တစ်ဆင့်တက်ပြီးတော့မေးရနော်ဘာကိုတိလဲဒါပဲသစ္စာလေးပါးတရားကိုတိတာဘာကိုတိတာလဲသစ္စာလေးပါးတရားကိုတိတယ်ဆိုတော့ဟောကိုကတိဖို့လိုလားသစ္စာဆိုတာမြန်မာလိုဘာပြောလဲ အမှန်တရားအဲ့ကြတော့သစ္စာ၄ပါးဆိုတာဘာ၄ပါးလဲအမှန်တရား၄ပါးအဲ့အမှန်တရား၄ပါးကဘုရားကထွင်ထားတာလားလောကထဲရှိပြီးတော့ပျောက်နေတာလားဆိုရင်လောကထဲမှာရှိပြီးတော့ပျောက်နေတာဟုတ်လားလောကထဲမှာပျောက်မနေဘူးလားဘာလို့ပျောက်သွားလဲသစ္စာ၄ပါးဘာလို့ပျောက်သွားလဲ လူတွေရဲ့လောဘတွေဒေါသတွေမောဟတွေမာမနာတွေကြောင့်ဘာတွေကြောင့်ပျောက်တာလဲလောဘကြောင့်ဒေါသကြောင့်မာမနာကြောင့်မနာလိုမှုတွေကြောင့်ဝန်တိုမှုတွေကြောင့်ပျောက်သွားတယ်ဒီတရားတွေလောကကြီးတစ်ခုလုံးကိုလောဘဒေါသမောဟတွေကလွှမ်းမိုးလိုက်လို့ရှင်ရင်အဲ့ဒီပုဂ္ဂိုလ်ဒီအမှန်တိုင်းမြင်သေးလား အဲ့ဒီတရားတွေတောင်းကျမ်းလာသလားမတောင်းကျမ်းဘူးလားဆိုတာသိကြရင်လူတွေကို လိုက်ပြီးတော့သစ္စာလေးပါမေးကြည့်ရမယ်ဟုတ်လားသစ္စာလေးပါမရှိဘူးလားမရှိပါဘူးဗျာ။ပါရတဲ့တော့သစ္စာလေးပါဆိုတော့မဂ္ဂသစ္စာတဲ့ဟုတ်လားနော်ဒုက္ခဆိုတော့ဆင်းရဲတာလောကမှာဆင်းရဲခြင်းဆိုတဲ့အမှန်တရားမရှိဘူးလားမရှိပါဘူးဗျာ။ဆင်းရဲခြင်းဆိုတဲ့အမှန်တရား ဘာတရားတွေလဲဆိုရင်အာလုံသောပုဂ္ဂိုလ်တွေကြုံတွေ့နေရတာဒီဒုက္ခနဲ့ဒုက္ခဘယ်ပုံများဒုက္ခလေးတခုရဖို့ရအတွက်ဒုက္ခပေါင်းများစွာနဲ့ယဉ်ဤထားရတယ်မယဉ်ဤရဘူးလားယဉ်ဤရတယ်အဲ့ဒီယဉ်ဤရတယ်လေမြေမျိုးစုံဒုက္ခတွေတွေ့ကြတာပဲလက်တွေ့ဒုက္ခဘာတွေ့လို့ယရနာပုံစီတွေ့လားဥစဉ်ရတကားတွေအများကြီးပါသွားကြတာပဲအဲ့ဒီထဲမှာလာပြီးတော့ဖုံးနေဆက်ကြ အချို့လည်းပဲငိုကြဒါမျိုးတွေဒုက္ခတွေမတွေ့ရဘူးလားဒါပေမဲ့ကြုံလာတော့လည်းပဲလူတိုင်းတက်နိုင်ရဲ့လားမတက်နိုင်ဘူးလူတိုင်းကြုံညင်ကြရဲ့လားဘယ်ဒုက္ခမှလူသားကမကြုံညင်ဘူးဒါပေမဲ့မကြုံညင်တဲ့ဒုက္ခမှန်သမျှတွေလည်းမကြုံတတ်ဘူးလားကြုံတတ်တယ်အဲ့ဒါကြောင့်မို့ဒုက္ခဆိုတာတော့မျိုးစုံပါပဲနော်ဥစဉ်တို့ကတော့ ဒီဘက်ကတရားနိလန်းအတိုင်းလှမ်းပြီးတော့သူတို့ကိုပြောပြဆိုပြတာတွေရှိတယ်။ဒါပေမဲ့လှမ်းပြီးတော့သူတို့ကပြောတာမှတရားဟောလို့မှမဆုံးသေးဘူး။နောက်ကတန်းပြီးတော့လိုက်လာတယ်။ဘာလိုက်လာလဲ။ငိုတာလိုက်လာတယ်။ဘာလိုက်လာလဲ။တပည့်တော်တို့လည်းတရားတွေတော့နာတော့နာထားတာပါဗျာ။ဒါပေမဲ့မြင်ရက်နဲ့ကိုဆုံးရှုံးလိုက်ရတာတဲ့။ဘာလဲတော့ ုံးရှုံးလေးရတာဖြစ်တဲ့အတွက်ကြောင့်တပည့်တော်တို့သိပ်ပြီးတော့ဝန်းနေပါတယ်ဒီနေ့မှလည်းအားလုံးကိုဦးဇင်းတို့ကတော့ပြောချင်တာနော်။ဘာလဲလို့ပြောရင်အရာရာတိုင်းဒီတည်မြဲရဲ့လား။တည်မြဲပါဘူး။အဲ့ကြတော့ဒုက္ခကသူမြန်ဒုက္ခရောက်နေရင်တော့သိပ်ကိုကမခံစားတတ်ဘူး။ကိုကိုတိုင်းဒုက္ခလေးတခုတွေးလိုက်လို့ရှင်တော့မနေတတ်မထိုင်တတ်ဖြစ်မသွားဘူးလား။ခုဦးဇင်းတို့တရားဟောခြင်းဒီအဲ့ဒါမျိုးဒုက္ခတွေနဲ့တွေ့ရင်ခံနိုင်ရရှိအောင်ဟောတာ။ဘာလို့ဟောတာလဲ။ Thank you. န္ဓာရဲ့ရှိအောင်ဟောတာပစ္စည်းတွေဆုံးရှုံးသွားလို့ကိုကကဲအိမ်ငန်းပိတ်ပြီးတော့ငိုနေလိုက်မယ်လို့ကဲစဉ်းစားကြည့်လိုက်အိမ်ငန်းကိုပိတ်ပြီးတော့ငိုနေမယ်အိမ်ငန်းကိုပိတ်ပြီးတော့အစာမစားဘဲနဲ့နေလိုက်ရင်ပစ္စည်းဆုံးရှုံးတဲ့အပြင် နောက်ကဘာလိုက်လာမလဲကျမ်းမာရေးလိုက်လာမယ်ဘာလိုက်လာမလဲနောက်ကကျမ်းမာရေးလိုက်လာဟောကျမ်းမာရေးပြက်ပြီ